ပြောပြအောင်မယ်။ဟိုစောင့်လေ။အော်အလှပနဲ့အကြောင်းဆိုလို့ကျွန်မအရင်တော့မပြောခဲ့ဘူးလား။ဟင်ကျွန်မနေရာတကာပါတယ်ဆိုတဲ့သူတွေဗီဒီယိုဖိုင်တွေပြန်ကြည့်ကြည့်လိုက်။ကျွန်မမပြောခဲ့ဘူးလား။မျက်နာလေးကိုမျက်နာစီး အော်စတစ်ဆရာဝန်မဟုတ်ဖဲနဲ့သူတွေကမျက်နာကိုဖေးလာတွေထိုးပေးတာတွေဘိုတောက်စ်တွေထိုးတာတွေအပုံးနေစီမှာမလုပ်ဖို့ကျွန်မမပြောခဲ့ဘူးလားမပြောခဲ့ဘူးလားနော်ကျွန်တော်နေရာတကပါတယ်သူတိသူတက်လေနေရာတကပါတယ်မပြောခဲ့ဘူးလားကျွန်မနော်အဲ့အပုံးနေအလှပြင်ဆိုင်နေရနေအဲ့တော့ကျွန်မဝိုင်းပြီးတော့မှအဲ့အဲ့ဒီရဲ့ ုပ်စုတစုကကျမဝိုင်းမီမလေးဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုဝိုင်းမီပလိန်ညာပြန်ရောเนาะဆိုတော့ကျမပြောတာပညာရှင်ဟာပညာရှင်ပဲเนาะအဲ့တော့ aesthetic ဆေးကန်းနေမှာတော့မှပဲဆေးကုတယ်ခွဲစိတ်တယ်ဆိုတဲ့ဟာတွေကတစ်ခါတလေကြရင်ကုသမှုမှားယွင်းတယ်ဆိုတာတွေကိုဖြစ်သေးတယ်ကျွမ်းကျင်ဆရာဝန်တော်မှပဲเนาะကျွမ်းကျင်ပါတယ်ဆိုတော့ကျွမ်းကျင်ဆရာဝန်နေတော်မှပဲကုသမှုမှားယွင်းမှားယွင်းမှုဆိုတာဖြစ်ဖြစ်တတ်တယ်အဲ့တော့ဘာဆရာဝန်လက်မှတ်မှလည်းမရှိဘူးเนาะဘာမှလည်း ဒီညာနဲ့ပတ်သက်တဲ့အဲဘယ်လိုခေါ်မလဲလေ့ကျင့်မှုတွေလည်းမရှိဘဲနဲ့လွန်လွယ်ကူကူနဲ့မျက်နာတွေကိုအလှပြင်ဆိုင်နေမှာပဲဖေလာတွေထိုးပေးတယ်ကျမပြောတယ်လေအဲ့ဒီဖေလာတွေဟာတရုတ်ပြည်ကနေပုံးနေလိုက်ကြီးနဲ့ဂါလန်လိုက်ပုံးကြီးတွေနဲ့ခပ်ပေါ်ပေါ်နေရာသက်ပံခံတဲ့ဖေလာဆိုတာလည်းမရှိဘူး မင်းရအောင်ပြောလို့မရအောင်လုံးဝပြောလို့မရအောင်ဟာတို့လှတယ်ပဲတို့ကောင်းတယ်ပဲအဲ့လုတ်တဲ့မိန်းမတွေလည်းဒီလိုပဲခံတဲ့မိန်းမတွေလည်းပြောလို့မရအောင်မလုံးနဲ့နော်ဈေးပေါ်တာမလိုက်နဲ့နော်တကယ်ထိုးကျင်တယ်တကယ်ပြင်ကျင်တယ်ဆိုလို့ရှိရင်နာမည်ကြီး aesthetic ဈေးကန်းတွေကိုသွားပြင်ကျွန်မကသွားနေတဲ့ဘာမ beauty clinic ကဆိုလို့ရှိရင်လေဒေါက်တာကဆိုရင်လေ ကျွန်တော်တို့ botox ထိုးခြင်းနဲ့ filler ထိုးခြင်းနဲ့ဆိုတရားဟောပြီး तू ကပြန်လွှတ်လိုက်တာ तू က botox တွေ filler တွေထိုးပေးတဲ့ဆရာဝန်မဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့ကိုယ်တိုင်လည်း anti aging ဘက်ကိုပဲသွားပြီးတော့မှတစ်ခါလေးကို skin ကိုပဲကောင်းအောင်ဒီသဘာဝအတိုင်း skin ကိုကောင်းအောင်လုပ်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဆိုဘာမှ ထိုးထားတဲ့ပြုပြင်ထားတဲ့ဟာမရှိဘူးသဘာဝတိုင်း skin ကိုကောင်းတယ်เนาะဆိုတော့တကယ်ကိုသဘာဝတိုင်းအသားရည်ကောင်းအောင်ကိုပဲလုပ်တာအဲ့တော့ဒါမဲ့လူတွေကကြတော့ကန်လာတို့မှာဟာတခါနဲ့မင်းစီတွေခြုံကြခြင်းနဲ့ filler တွေထိုးချပလိုက်နှာခေါင်းတွေခြုံခြုံခြင်းနဲ့ filler တွေထိုးပလိုက်တယ်ဟာဘာဘာတွေဖြစ်လိုက်တယ် botox တွေထိုးပလိုက်တယ်အဲ့လိုမျိုးတွေထိုးတဲ့ကစား botox တက်စာရင် filler ပို့ပြီးတော့မှစိုးတယ်เนาะ filler ကလေ ဲ့တော့ဘာဖြစ်လဲဆိုတော့အည်သွေးညံ့တဲ့ဟာတွေကို ထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့တခါနဲ့ဒီနေရာတွေမှာခင်းပြီးတော့မှမာကျင့်နေတာကျွန်တော်တို့မြန်မာပြည်မှာဆိုနောက်နှစ်လောက်ဆိုရင်ဖြစ်လာလိမ့်မယ်အဲ့လိုကိစ္စမျိုးတွေအဲ့လိုလူမျိုးတွေအများကြီးပေါ်လာလိမ့်မယ်အခုဖြစ်နေတဲ့မတ်ဘသူလဲအဲ့ဒီအဲ့ဒီအဲ့ဒီအမလူမျိုးပဲနောက်ထပ်နှစ်နည်းနည်းလောက်ကြာလို့ရှင်အဲ့လိုအမတို့ မိန်းမမျိုးတွေအများကြီးအဲ့လိုမိန်းမမျိုးတွေအများကြီးပေါ့အမျိုးသမီးတွေပေါ့မိန်းမလို့ပြောရင်ရင့်တယ်လို့ဖြစ်သွားမှာဆိုလို့ရင့်တာကိုပြောတာမဟုတ်ဘူးเนาะမိန်းမဆိုတာဒီလိုဟို women ကိုပြောချင်တာအဲ့တော့အမျိုးသမီးတွေအများကြီးဖြစ်လာလိမ့်မယ်ဘာဖြစ်လို့လဲသိလားအဲ့ဒီကြတော့မှ affected တွေဖြစ်မှာမလို့နော်ကျမတို့ဘန်ကောက်လုံဟာမျိုးအလားပါနဲ့ပတ်သက်တဲ့ဟာမြင့်မာတယ်ဆိုတော့ဟာတော်မှပဲဘန်ကောက်မှာခဏခဏထိုးနေတဲ့သူတွေတွေ့လားတခါလေဒီမှာဒီလိုကြီးတွေဖြစ်သွားတာလေ ဟိုခဲကုန်တာလေဖီလာတွေပြန်ခွဲထုတ်ရတာလေမူရင်းရုပ်တွေအကုန်လုံးပြောက်ကုန်တာဓာကြီးတွေဒီလိုအဖုတ်လိုက်ကြီးတွေအဖုတ်လိုက်ခြင်းနဲ့ဘလူးရုပ်ကြီးတွေလိုမျိုးလေအဲ့လိုကြီးတွေဖြစ်ကုန်တာမျက်ပေါက်ကြီးတွေပိတ်ပြီးတော့မှလေအဲ့လိုမျိုးတွေဖြစ်တာเนาะအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့အရေသွေးညံ့နေဒီအသားရည်နဲ့သက်ဆိုင်တဲ့ဟာတွေကိုကျွန်မစကင်ကဲလဲဒီလိုပဲ MLM ပစ္စည်းတွေဆိုကျွန်မပြောတယ်เนาะ ကျွန်မကို MLM အုပ်စုကြီးကတော့ကျွန်မကိုမုန်းပါဘောမမုန်းနဲ့ညီမလေးတို့လည်းဘာဖြစ်ဆိုညီမလေးတို့ရောင်းတဲ့ဟာကညီမလေးတို့ဝမ်းရင်းအတွက်ပဲရောင်းတာမှန်မိမဲ့အများသူငါရဲ့ကျမကြီးကိုထိခိုက်စေဆိုတော့ညီမလေးတို့ဒီရရတဲ့ပတ်စံမှာအကုသိုလ်လေးပါတယ်နော်ဆိုတော့အမောက်လည်းဒါအမှန်တရားပြောတာဖြစ်တယ်ညီမလေးတို့ပစ္စည်းလည်းကြိုက်တဲ့သူကတော့သုံးပါပဲမကြိုက်တဲ့သူမသုံးဘူးပေါ့ဒါပေမဲ့ကိုကအမှန်အမှန်တိုင်းချပြရမယ်ပြောရမယ်အဲ့ဒါအမောက်ကလည်းမမုန်းနဲ့နော် MLM ရောင်းတဲ့သူတွေကလည်းမုန်းလဲအမတော့ဘာမှမဖြစ်ဘူး အဲ့တော့အေးသွေးညံ့တဲ့ skin care တွေခုနလိုပေါ့ထိုးစေးတွေထိုးတာဒီလူတွေကအသားရေအေးပြားကိုပဲအန်တရရှိတယ်အေးပြားပေါ်မှာပဲအာ effective ဖြစ်တယ်လို့ထင်တာအထင်းတွေကအတွင်းကလီစာတွေကိုပါပျက်စီးစေတယ်အဓိကကြောက်ခတ်ကိုကြောက်ကတ်ကို တိုက်ခိုက်ခံရတယ်ကြောက်ကတ်ပျက်စီးတယ်လို့ကျမပြောတော့မယုံညာဘူးမဟုတ်လားဟမ်မယုံညာဘူးမလားကျမပါလီယာမိုင်းသူတိတူတက် တူတာလင်ဆီယာမိုင်ကြည့်လို့ကိုမရဘူးအမိန်မာကြီးဆိုလို့ရှိရင်နေရာတကာပါလို့မလို့နေရာတကာတူတာလင်ဆီယာမိုင်မလို့အဲ့လိုမျိုးဆီယာမိုင်ကြီးလှုပ်ပြီးပြောနေတာတောင်မှပဲနားထဲအောင်မတိုးကြဘူးဖြစ်ကြတာလေနော်ဒီလောက်အမုန်းခံပြီးဆီယာမိုင်ကြီးလှုပ်ပြီးတော့မှအဲ့လိုစကားတွေကိုလှုပ်ပြီးတော့မှအမုန်းခံပြီးတော့မှပြောတာတောင်မှပဲဖြစ်နေကြတော့အဲ့တော့တယောက်ကကျမစကားကိုနားထောင်ပြီးမလုပ်လိုက်ဘူးဆိုရင်တယောက်လွတ်မြောက်တာပေါ့ဟုတ်လားကျမမပြောခဲ့ဘူးလားနော် အသားတွေတဲကိုထိုးလာတယ်မျက်နာတွေ skin care တွေကိုထိုးတဲ့အဆင့်အောင်မပြောနဲ့အဲ့ဒီအရေသွေးညံ့တဲ့ steroid ပါတဲ့ပစ္စည်းတွေကိုလူးတယ်ဆိုရင်တော့မှအရေပြားကင်ဆာတွေဖြစ်တတ်တယ်ကြောက်ကက်တွေကိုပျက်စီးစေတတ်တယ်လို့ကျွန်မမပြောခဲ့ဘူးလားဗီဒီယိုဖိုင်တွေရှိတယ်လောလောလတ်လတ်ပြန်ရှာကြည့်ကြည့်အခုကြည့်မျက်နာကိုအရေသွေးညံ့တဲ့ဒီ filler တွေထိုးတော့အဖုတွေ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 မနှဲပြန်ခွဲထုတ်ရမှာကုံကြားစရိတ်ကိုယ့်ရဲ့နာကျင်မှုဝေဒနာအဲ့ဒါဒီမှာခွဲလို့ရအောင်မှာ ခွဲပြီးရောမူရင်းရုပ်ပြန်ရမှာလားဘာတွေပျက်စီးအောင်မလဲခန္ဓာကိုယ်ရဲ့အတွင်း organs တွေဘာတွေကိုပျက်စီးနေအောင်မလဲဒါကြောင့်မလို့အဲ့လိုမျိုးလွယ်လွယ်ကူကူဒီဆေးကန်းတွေကနေပဲအပုံးတွေခေါ်တာပေါ့ဒီအပုံးတွေကလုတ်ပေးတဲ့ကုသမှု treatment တွေကိုမခံယူနဲ့ကျွန်မအမြင်နဲ့ပြောခဲ့တာလုံးချင်တဲ့ဘာဆိုလို့ရှိရင်နာမည်ကြီး osteotic ဆေးကန်းတွေကိုတွန်းဒီမှာပေါ့ပေါ့ပဲပဲနဲ့ osteotic ဆေးကန်းတွေကတဘောက9သိန်းပေးရတယ်ဆိုလို့ရှိရင်သူက9000လောက်နဲ့လုတ်ပေးတယ်ကွာ။တင်လား မသိရင်ပဲဟိုအော့စတစ်စေကန်းကြီးတွေကပဲမတော်မတရားစားထားသလိုလုံးသူတို့ကပဲအာအလကားမတင်းနဲ့တခါတည်းကိုဈေးသက်သာအောင်နဲ့ပဲသူတို့ကပဲလုတ်ပြီးသလိုလိုသူတို့ကပဲဈေးနှုန်းမှန်းသလိုလုံးအော့စတစ်စေကန်းကြီးတွေကပဲဈေးတွေကိုမတရားသဖြင့်ကိုစားသလိုလုံးဘေးကင်းလုံခြုံ စိတ်ချရမှုအပိုင်းဆိုတာရှိသေးတယ်အဲ့ဒီဒီအလှပြင်ဆိုင်တွေကနေထိုးပေးတဲ့ filler တွေဆိုတာတရုတ်ကနေဒီလိုဂါလန်ပုံးနေနဲ့လာတာသိလားဂါလန်ပုံးနေနဲ့လာတာ အဲ့ဒါလေးကိုအတိုင်းအစားမရှိဘယ်လောက်ထွန်းရင်ဘယ်လိုဖြစ်မလဲဘယ်လိုဆွန်းရင်ဘယ်လိုဖြစ်မလဲဆိုရင်အတိုင်းအစားမရှိဘူးเนาะတချို့ဆိုနှခမ်းဖေလာထိုးတယ်တစ်ဖက်ကြီးကဖူးပြီးတော့မှတစ်ဖက်ကြီးကဘာမှမပေါအောင်နှခမ်းကြီးကဒူလိုကြီးဖြစ်သွားအောင်เนาะအများကြီးပဲเนาะနှကောင်းနေထိုးတယ်နှကောင်းနေတခါလေးရွေ့ရဆောင်းပြီးတော့မှနှကောင်းနေအဲ့လိုမျိုးတွေဖြစ်တယ်အာမျက်နှာတွေဒလိုတွေဒလိုတွေခြုံချုံလို့မလို့ဆိုပြီးတော့မှထိုးတယ်ထိုးတဲ့ကစားဒီမှာအခဲလိုက်တယ်အခဲလိုက်တယ်အကုန်လုံးနေဖြစ်ကုန်တယ်ကျမတို့ဆိုမျက်နှာကြီးတဲ့အထဲမှာပါတယ် နော်ကျမဆိုမျက်နှာကြီးတဲ့အထဲမှာပါတယ်ကျမတို့ဆိုဒါမျက်နှာလေမျက်နှာကျမတို့ကမျိုးနဲ့ယုံနဲ့ကြီးတာကျမတို့တွေဒီမှာဒါဒီလိုမေးရိုးကြီးတွေကားတာပေါ့ကျမတခါဘုံမှမစင်းစားဘူးသိလားအေးတဘာဝတိုင်းလေးနည်းနည်းလေးပါရသွားခြင်းနဲ့နည်းနည်းလေးဆိုလို့ရှိရင် high pull သွားလုလိုက်တယ် high pull ဆိုဒီလိုပေါ့ဒီလိုအသားလေးတင်းသွားတယ်ဒီလိုမင်းနဲ့ထက်လေးတက်တာသွားမယ်မျက်နှာလေးတွေပါသွားမယ်နည်းနည်းလေးချက်သွားမယ်တော်ပြီရပြီဒီလောက်ပဲ high pull သွားပြစ်လိုက်တယ်အဲ့တော့အဲ့လိုတွေ failure တွေနဲ့ထိုးပြီးမေးစီတွေခြုံသွားတာတက်လားမျက်နှာတက်တက်မေးစီကတက်တက်အဲ့လိုလူတွေမြင်မှုတယ်မလား ။ original ဘယ်သူမှမရှိဘူးနော်။ကျွန်မတို့အရှိတိုင်းသူတွေထဲမှာမွေးရပါမေးစီဒီလိုမျိုးဖြစ်တယ်ဆိုတာမရှိဘူး။ကျွန်မတို့အရှိတိုင်းသူတွေကတဘာဝအားဖြင့်ရင်းမြင်အားဖြင့်ကိုနေရဒီလိုမေးစီမေးလုံးတွေပဲလာတာ။ဒီလိုမျိုးမေးချွန်နေကျွန်မတို့အရှိတိုင်းမှာမရှိဘူး။အဲ့ချွန်နေတဲ့မေးတွေအကုန်လုံးပြုတ်ပြင်ထားတဲ့မေးတွေကြီးပဲမီးဘူးဇောက်ထိုးတွေရ။နော်အဲ့လိုမိဘူးဇောက်ထိုးတွေဖြစ်ဖို့အတွက်ကိုတချို့ကအတွင်းထဲကနေပြီးတော့မှမေးရိုးတွေချိုးပြီးတော့မှလောက်ကြတယ်နော် ခွဲဆက်ရတယ်အတွင်းထဲကနေ operation တွေလုပ်ပြီးတော့မှဒါလည်းတကယ့်ကိုအစ်မင်းနဲ့စီမှာတကယ့်ကိုကျွမ်းကျင်တဲ့စီတွေမှာလုပ်တော့မှာနော်အဲတချို့ကတော့ခုနလွယ်လွယ်ကူကူနဲ့ရုပ်ပြောင်းရုံလွဲတွေဖြစ်တဲ့ filler တွေထိုးတယ် botox တွေထိုးတယ်ပေါ့ botox ဆက်ဆိုင် filler ပို့ပြီးတော့မှ anti-aging များတယ်သူကကြတော့ခုနလိုအထဲထဲမှာဘယ်လိုခေါ်မလဲ တည်ရှိနေတဲ့ဟာပေါ့ botox ကကြတော့သူကပျော်သွားပြီးတော့မှသူကတင်းရင်းသွားအောင်လုပ်တာပေါ့နော်သူကပျော်သွားတဲ့အမျိုးပေါ့စေ filler ကကြတော့သူကကြတော့အဲ့မှာအထင်းထဲမှာရှိနေတာရှိနေတဲ့ဟာကြီးနော် ရှိနေတဲ့အဆိုင်ခဲကြီးကိုရှိနေတာဆိုတော့ယာတပ်ပံခံနေဆိုပြီးတော့မှထိုးတဲ့ဟာကြီးဆိုဘလောက်တောင်ကြောက်စရာကောင်းလဲဒီအသားထဲမှာအဲ့တော့ယာတပ်ပံနေခံပြီးတော့အဲ့လိုတွေအဲ့လိုတွေဖုတ်ပြီးတော့မှအဲ့လိုတွေခဲပြီးတော့မှတဖြည်းဖြည်းနဲ့ဒီနေရာလေးကိုပြည်အောင်လို့ဒီလိုလေးထိုးလိုက်တယ်ထိုးလိုက်တာနေတဖြည်းဖြည်းနဲ့ဆွ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 ကျွန်တော်တို့မျက်နာဆိုတာဒီမာဆယ်တွေကဒီလိုတွေအလုတ်လုတ်တယ်လေအမြင်နဲ့အဲ့ ဲ့ဒါတွေကတဖြည်းဖြည်းနဲ့တနေရာထဲမှာဆုစုခဲပြီးအဲ့လိုအလုံးလိုက်တယ်အလုံးလိုက်တယ်အလုံးလိုက်တယ်ဖြစ်ကုန်တယ်နော်အဲ့တော့ဟုတ်တယ်ကျမတို့အရှိတိုင်းသူတွေကမိဘူးဇောက်ဖို့မျက်နှာငွေနဲ့ကဘသူမှမပါဘူးအေးမိဘူးဇောက်ဖို့ဖြစ်အောင်ကအေးဖေလာတွေထိုးရတာအဲ့တော့အစင်တန်းမင်းမင်းသမီးလေးတွေမိဘူးဇောက်ဖို့ဖြစ်နေလို့အစိုးရတွေမိဘူးဇောက်ဖို့ဖြစ်နေလို့ဟာကိုရီးလည်းမိဘူးဇောက်ဖို့ဖြစ်ချင်နေဆိုရင်တို့ကတကယ့်ကိုဘေးကင်းလုံခြုံစိတ်ချရတဲ့နာမည်ကြီး obstetric တွေရဲ့ကျွမ်းကျင်ပညာရှင်တွေစီမှာလောက်တာအဲ့တော့ကိုက ဒီရိုးရိုးတာမန်အရက်သူတွေကအိစီတွေကိုတိလဲမတိဘူးသွားလဲမသွားနိုင်ဘူးဒီဒီလိုမျိုးလေးကြိုက်တယ်ဆိုတာနဲ့ဒီရက်ွက်ထဲမှာရှိတဲ့အမှပြင်ဆိုင်တွေလောက်မာတယ်မယ်ဆရာဝင်မဟုတ်တဲ့သူတွေကနေပြီးတော့မှလုတ်ပေးတဲ့ဟာနောက်တစ်ခုရှိသေးတယ်မျက်ရည်ခွဲစိတ်တာတယ်စီးကန်းနေမှာနေလုံနေတာစီးကန်းနေမှာမဟုတ်ဘဲနဲ့အမှပြင်ဆိုင်နေမှာနေမျက်ရည်တွေခွဲစိတ်တာတွေရှိရနော်အရန်ကြောက်စရာကောင်းတယ်မလုတ်ပါနဲ့ကျမအရင်နေကအဲ့ဒီဗီဒီယိုဖိုင်တွေအတော်တော်ကြာကြာနေကပြောခဲ့ပြီးပြီး နော်ပြောရင်ကျမကိုအငြင်းမ်းပြောတယ်သူတိသူသက်အဲအမိန်မကြီးဆိုအမြင်ုံကတ်တာအမိန်မကြီးဆိုကြည့်လို့မရအောင်နဲ့ကျမကိုရမ်းမုံရတယ်နော်ကျမကလေဟိုးရှေ့ရှေ့ကြာနေရဒါတွေကိုကြုံမြင်ခဲ့လို့ပြောပြတယ်အခုအမျိုးသမီးတယောက်ဖြစ်တယ်နော်ငိုနေရတွေ့တယ်မလားတနာပါလေအဲ့တော့ now တနစ်နှစ်နှစ်လောက်ဆိုရင်အဲ့လိုအမျိုးသမီးပေါင်းများစွာတက်ငိုကြလိမ့်အောင်မယ်အဲ့ကျမအဖက်တွေပေါ်မှာအခုချက်ချင်းမသိတာသေးဘူးချက်ချင်းကတော့လှနေအောင်မှာချက်ချင်းမသိတာသေးဘူးအခုချိန်မှာကျမပြောတဲ့စကားတွေကိုနားလည်းမတွန်း